လူသိများတဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလို့ရှားသူမင်းကလေးဂရက်တာတွန်ဘတ်ဟာဂါဇာကမ်းမြောက်ဒေသကြီးတွားရောက်ဖို့ဦးတည်နေချိန်မှာအစ္စရေးစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။အသက်22နှစ်အရွယ်ဆွီဒင်နိုင်ငံသူဂရက်တာဟာတခြားတက်ကြွလို့ရှားသူတွေနဲ့အတူဂါဇာစီဦးတည်နေတဲ့ထောက်ပံ့ရေးရင်းရင်အုပ်စုပေါ်လိုက်ပါလာတဲ့ချိန်နိုင်ငံတကာရေပိုင်တပ်ထဲမှာအစ္စရေးစစ်တပ်ကသူတို့ကိုထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ဂျော်လာကိုရမနက်ပိုင်းမှာအစ္စရေးစစ်တပ်ဟာဂရက်တာပါလာတဲ့တင်းမောပေါ်တက်ပြီး သူရောတခြားအဖွဲ့သားတွေကိုပါဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အစ္စရေးကဂါဇာမှာစစ်စင်ရေးတွေဆင်နွှဲနေချိန်တွင်အဲ့ဒီပါလက်စတိုင်းနယ်မြေကိုတင်းတင်းကြပ်ကြပ်ဝန်းရံပိတ်ဆို့ထားပါတယ်။ဂရက်တာကလွတ်မြောက်ရေးပူးပေါင်းရေးရင်အဖွဲ့ FSC နဲ့အတူထောက်ပံ့ရေးပစ္စည်းတွေတဲဆောင်ပြီးဂါဇာကိုဥတီနေတဲ့အချိန်အစ္စရေးတပ်တွေရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရတာဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကကြေညာပါတယ်။ဂရတာလိုက်ပါသွားတဲ့ထောက်ပံ့ရေးခီးစဉ်ကို FSC ကစီစဉ်ပေးခဲ့တာပါ FSC ကရေရင်အဖွဲ့ရဲ့ရည်ရွယ်ချက်ဟာ လူသားချင်းစာနာမှုအကူအညီအပူတပြင်းလိုအပ်နေတဲ့ပါလက်စတိုင်းပြည်သူတွေကိုကူညီပေးဖို့တခုတည်းသာဖြစ်ပေမဲ့အစ္စရေးဘက်ကပြန်ပေးဆွဲပြီးတုတ်ပြန်ခဲ့တာလို့ဆွတ်ဆွဲခဲ့ပါတယ်။အစ္စရေးစစ်တပ်ဟာတင်းမောဘော်ကိုတရားလက်မဲ့တက်ရောက်ခဲ့ပြီးအရက်သားရေရင်အမှုတန်းတွေကိုဖမ်းဆီးခဲ့တယ်လို့လူအသက်ပေါင်းများစွာကိုကူညီခဲ့တဲ့နိုင်မဲ့ကလေးနှုတ်မုတ်တွေရိတ်ခါတွေဈေးဝါးတွေအပအဝင် ထောက်ပံ့ရေးပစ္စည်းတွေကိုသိမ်းဆည်းသွားခဲ့တယ်လို့ FFC ကထုတ်ပြန်ခဲ့ပါတယ်။ဂရတာပါဝင်တက်ကြွလှရှားသူ12ဦးဟာ မက်ဒလင်းဆိုတဲ့တင်းမောပေါ်လိုက်ပါလာပြီးလွန်ခဲ့တဲ့တပတ်လောက်ကအီတလီနိုင်ငံဆစ်စလီကျွန်းကနေဂါဇာကိုစတင်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီရရင်ဟာလေပြားအနာပိုင်းတွေရဲ့ဖမ်းဆီးမှုကိုရှောင်တင်းရင်းထွက်ပြေးလာတဲ့ရွှေပြောင်းအခြေချသူလေးဦးကိုလည်းပြီးခဲ့တဲ့သတင်းပတ်တုန်းကကြားဖြတ်ကဲတင်လာခဲ့ပါတယ်။ဂရက်တာဟာသဘာဝပတ်ဝန်းကျင်နဲ့ဂေယစနစ်ကိုကာကွယ်ဆောက်ရှာဖို့အတွက်ကမ္ဘာနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေကိုပါစင်ခေါ်မေးခွန်းထုတ်ရင်းလူသိများထင်ရှားလာခဲ့သူဖြစ်ပါတယ်။သူဟာ2019ခုနှစ်တုန်းက နိုဗယ်ငြိမ်းချမ်းရေးဆုအတွက်နံပါတ်စည်းရင်းတင်သွင်းခံရသူလည်းဖြစ်ပါရဲ့ရှင်